မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ Matchla 2ရက်နေ့မနက်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ် ပထမဆုံးတည်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ရခိုင်ပြည်နယ်ကြောက်ဖြူမြို့နယ်စစ်ကောင်စီရဲ့ဓညဝတီရေတပ်အနီးမှာအရခတ်တပ်တော် AA နဲ့စစ်ကောင်စီတို့တိုက်ပွဲတွေပြင်းထန်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဓညဝတီရေတပ်စခန်းအနီးစစ်ကောင်စီရဲ့ကာကင်းစခန်းများကိုအရခတ်တပ်တော် AA ကထိုးစစ်ဆင်တိုက်ခိုက်နေပြီးတော့ဓညဝတီရေတပ်ကိုလည်းလက်နက်ကြီးများနဲ့ပစ်ခတ်တိုက်ခိုက်နေတယ်လို့သိရပါတယ်။စစ်ကောင်စီကလေကြောင်းတိုက်ခိုက်မှုများနဲ့ခုခံနေပြီးတော့တစ်ပုတ်တောင်ချေးရွာအနီးတစ်ဝိုက်နဲ့ ကျက်တိန်နဲ့စီမော်ကျေးရွာဒီဘက်ကိုဘုံကျဲတက်ခတ်ခဲ့တယ်လို့သိရပါတယ်။တစ်ပုတ်တောင်နဲ့ရေတံအနီးကရွာတွေကိုလေကြောင်းကတွေဘုံကျဲတက်ခတ်ခဲ့ပါတယ်။ဒေသခံပြည်သူတွေကတော့ဘေးလွတ်ရာကိုရွှေ့ပြောင်းနေကြပါတယ်။ထိခိုက်ဒေဆုံးမှုရှိမရှိကတော့မသိရသေးဘူးလို့ဒေသခံပြည်သူတို့ကပြန်လည်ပြောပြထားပါတယ်။ဖေဖော်ဝါရီလ20ရက်နေ့ကလေးကကြောက်ဖြူမြို့နယ်မှာအာရခတက်တော်နဲ့စစ်ကောင်စီတက်တို့ကြားမှာတိုက်ပွဲတွေစတင်ဖြစ်ပွားနေခြင်းဖြစ်ပြီးတော့စစ်ကောင်စီတက်ကကြောက်ဖြူမြို့နယ်မှာရှိတဲ့ကျေးရွာများကိုလေကြောင်းကနေပြီးတော့ပစ်ခတ်ခဲ့တယ်လို့သိရပါတယ်။ ်လက်တက်ကြီးတွေနဲ့အပြန်အလှန်ပြစ်ခတ်တာတွေရှိပါတယ်လေရင်ကတော့နေတိုင်းလိုလိုပဲလာတယ် မနေ့ကဘုံကျဲသွားတယ်လို့ပြောတယ်အထိကိုက်တော့အခြေအနေမသိရသေးဘူးလို့အခြားဒေသခံတို့ကပြန်လည်ပြပြထားပါရယ်ရခင်ကကြောက်ဖြူအဝင်ထွက်များကိုကန့်တတ်ချက်နဲ့တွာလာလို့ရတော့လေလက်ရှိမှာတော့စစ်ကောင်စီနဲ့အရခတက်တော်အေအေကကြောက်ဖြူမြို့မြို့အဝင်အထွက်တွေကိုပိတ်လိုက်ပြီးဖြစ်တယ်လို့ဒေသခံများကပြောပါရယ်တိုက်ပွဲများကြောင်းတစ်ပုတ်တောင်အုပ်စုနဲ့ရေတပ်အနီးကကြေးရွာပေါင်း၁၀ရွာကျော်ကဒေသခံပြည်သူများဟာအိုးအိမ်ကိုဆုတ်ခွာပြီးတော့ထွက်ပြေးတိမ်းရှောင်နေရပြီးလူပေါင်း၃၀၀၀ကျော်ဟာဆေးဘေးဒုက္ခဖြစ်နေရတယ်လို့သိရပါရယ်စစ်ကောင်စီကဖုန်းလိုင်းအင်တာနက်လိုင်း ုင်းများဖြတ်တောက်ထားတဲ့အတွက်ဒေသခံပြည်သူများအထူးသဖြင့်စစ်ဆောင်ပြည်သူများဟာဆက်သွယ်ရေးခက်ခဲနေကြပြီးတော့စာနယ်ရိတ်ခါအကူအညီများလည်းလိုအပ်နေတယ်လို့သိရပါတယ်။လက်ရှိမှာအရခတ်တပ်တော် AA ဟာမကွေးတိုင်း၊ပဲခူးတိုင်းနဲ့ AOD တိုင်းတို့မှာဒေသခံပြည်သူကာကွယ်တပ်များနဲ့အတူစစ်ကောင်စီတပ်များကိုတိုက်ခိုက်နေတယ်လို့ရခိုင်ပြည်အတွင်းမှာကြန့်ရှိနေတဲ့စစ်တွေနဲ့ကြောက်ဖြူမျိုးကိုထိုးစစ်အရှိန်ဟုန်မြင့်တင်နေတယ်လို့သိရကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့မကွေးတိုင်းပွင့်ဖြူမြို့နယ်ရေပုတ်ကြီးကျေးရွာကပြူစောထင်းများကိုလက်နက်ချအလင်းဝင်ရန် PDF တပ်ဖွဲ့ကတွားရောက်ပြောဆိုတဲ့အချိန်မှာတိုက်ပွဲဖြစ်ပွားပြီးတော့ပြူစောထင်း၃ဦးသေဆုံးကလက်နက်ခဲယမ်းများကိုတင်းစီရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ဖေဖော်ဝါရီလ28ရက်နေ့မနက်6:00နာရီကမှပွင့်ဖြူမြို့နယ်ရေဘုတ်ကြီးကြီးရွာအတွင်အကြမ်းဖက်ဆက်တဲ့လက်အောက်ခံပြူစောထီးများကိုတော်လိုင်းတပ်ဖွဲ့ကလက်နက်ချအလင်းဝင်ရန်တွားရောက်ပြောဆိုရာကနေပြူစောထီးများကစတင်ပစ်ခတ်တဲ့အတွက်တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့သိရပါတယ်တိုက်ပွဲဖြစ်ပွားနေတဲ့အချိန်တွင်းမှာအကြမ်းဖက်ဆက်တဲ့ဘက်က MI35 ရဟတ်ယာဉ်နဲ့၅ချိန်ပြစ်ကူပေးပြီးတော့တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်တော်လိုင်းရဲဘော်များမြေပြင်မှာစစ်ရေးအသားစီးရနေတော့လေလေချောင်းပြစ်ကူများနဲ့မြေပြင်စစ်ကူများရောက်ရှိလာတဲ့အတွက်ပြန်လည်ဆုတ်ခွာခဲ့ရတယ်လို့သိရပါတယ်၎င်းတိုက်ခိုက်မှုမှာ ရေပုတ်ကြီးကြီးရွာကပြူစော်တီအဖွဲ့ဝင်၃ဦးသေဆုံးပြီး၃ဦးအပြင်းထန်ဒဏ်ရာရရှိကာတော်လိုင်းတပ်ဖွဲ့ဝင်တွေကတော့အထိကိမ်းမရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါတယ်။တိုက်ပွဲအတွင်းမှာပြူစော်တီများထံကနေပြီးတော့ကာပိုင်တန်တက်တလန် G 149တောင်း G ပေါက်2ခု G 3 G 71တောင်းကြည်ပေါက် separate တခုဓမြောင်တစ်ချောင်းဖုန်း၅လုံးနဲ့ power bank နှလုံးတို့ကိုတင်းစီရရှိခဲ့တယ်လို့သိရပါဗျ။၎င်းတိုက်ခိုက်မှုကိုမင်းမှုခရိုင်အမှတ်၄တိုက်ရဲမဟာမိတ်တပ်ပေါင်းစုများဖြစ်တဲ့ ပေါ့မြိုင်စုဖွဲ့မှုပတ်ကဖာ Yan Force PKU Earthquake People Defense Force PKU နဲ့ဂျိုကာပျောက်ကြားတပ်ဖွဲ့တို့ကပူးပေါင်းလှုပ်ဆောင်ခဲ့ကြကြောင်းသတင်းရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့မကွေးတိုင်းစလင်းမြို့နယ်မှာအကြမ်းဖက်စစ်တပ်စစ်ကြောင်းကိုတိုက်ခိုက်ခဲ့ရာစစ်ကောင်စီတပ်သား9ဦးတေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ဖေဖော်ဝါရီလ25ရက်နေ့မနက်9နာရီခန့်မှာစိတ်ပြူဘက်ကနေလာတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများဟာဆက်လင်းမြို့နယ်အတွင်းမှာရှိတဲ့ကပ္ပစ21ကိုတွေ့တန်းထားတဲ့မီးလိုင်းများကိုလိုက်ရောက်ဆစ်ဆီးတဲ့အချိန်မှာတော်လိုင်းတပ်ဖွဲ့များနဲ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။အဲ့ဒီထိတွေ့တိုက်ပွဲအတွင်းမှာအကြမ်းဖက်စစ်ကောင်စီတပ်သား9ဦးသေဆုံးကတော်လိုင်းရဲဘော်များကတော့အထိကိမရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါတယ်။တိုက်ပွဲဖြစ်ပွားပြီးတဲ့နောက်ဖေဖော်ဝါရီလ28ရက်နေ့မှာအကြမ်းဖက်စစ်တပ်စစ်ကြောင်းဟာ စစ်ဖြူမျိုးပတ်ကိုပြန်လည်ဆုတ်ခွာသွားတယ်လို့သိရပါဗျာ။၎င်းတိုက်ခိုက်မှုကိုဒေါင်းဆက်အောင် LPDF စလင်းမြို့နယ်ပကောက်ဖဇုံ3မင်းမှုခရိုင်အမှတ်1တိုက်ရင်မကွေးခရိုင်အမှတ်1တိုက်ရင်မကွေးပကောက်ဖနဲ့မကွေးတိုင်း drone လက်ရုံအဖွဲ့တို့ကပူးပေါင်းလှုပ်ဆောင်ခဲ့ကြတယ်လို့သိရပါဗျာ။ဒါ့အပြင်စလင်းမြို့နယ်တိခောက်တောင်ရွာမှာရှိတဲ့အကြမ်းဖက်စစ်တပ်ရဲ့ကင်းစခန်းအနီးမှာကင်းမုံဝင်နေတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများကိုတော်လိုက်တပ်ဖွဲ့များကအနီးကဝင်းရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်ကထိခိုက်သေးဆုံးမှုတွေရှိခဲ့တယ်လို့ဒေါင်းညီအောင်မျိုးပြပျောက်ကြားအဖွဲ့ကပြောဆိုထားပါတယ်။ဖေဖော်ဝါရီလ23ရက်နေ့မှာ ဆလင်းမြို့နယ်တိခောက်တောင်ချီမာမှာရှိတဲ့အကြမ်းဖက်စစ်တပ်ရဲ့ကင်းစခန်းအနီးမှာကင်းမုံဝင်နေတဲ့စစ်ကောင်စီတပ်သားများကိုတော်လိုက်တပ်ဖွဲ့များကအနီးကဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုကိုဒေါင်းညီနောင်မျိုးပြပျောက်ကြားတပ်ဖွဲ့မင်းဘူးခရိုင်အမှန်ကားတရရင်တို့ကပြုလုပ်ခဲ့ခြင်းဖြစ်ပြီးတော့ပစ်ခတ်ချိန်10မိနစ်ခန့်ဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုအတွင်းမှာအကြမ်းဖက်စစ်တပ်ကလက်နက်ကြီးများနဲ့ပြန်လည်ပစ်ခတ်ခဲ့ပြီးတော့စစ်ကောင်စီတပ်သားများထိခိုက်ဒေဆုံးမှုရှိနိုင်ကတော်လိုက်တပ်ဖွဲ့ဝင်များအထိခိုက်မရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းအရရှမ်းပြည်နယ်တောင်ပိုင်းကလောအခြေစားတပ်မ55မှာတိုက်ရင်အားများစုစည်းနေပြီးတော့လက်အောက်ခံတိုက်ရင်များကစစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာထွက်ပြေးနေကြတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မက်လာတရက်နေမှာလေတောင်ကြီးဘက်ကနေပြီးတော့စစ်ကား15စီးနဲ့ကလောတပ်မ55ကိုရောက်လာပြီးတော့စစ်ခမောက်များတောဆောင်အုပ်ထုပ်များနဲ့လူဟောင်းများကကား6စီးနဲ့တင်နန်းစင်းသဘင်ပုံစံနေနဲ့ကကား6စီးတို့ရောက်ရှိလာခြင်းဖြစ်တယ်လို့ဒေသခံသတင်းအရင်းမြစ်ကပြောပါတယ်။ လူသစ်တွေကိုတေးပေါက်တာတော့မှကားဘင်းဘက်ကိုလှည့်ပြီးတော့ပန်းခိုင်းတာလက်နဲ့ပါတာတော့မတွေ့ဘူးလို့စီရေးတရင်ရင်းမြတူကပြောပါတယ်မနေ့ကတော့တင်းနှန်းစင်းနဲ့စစ်မှုတန်းအပတ်စဉ်ရှစ်ကလူသစ်များကိုလူဟောင်းများနဲ့ရောပြီးတော့ရှမ်းကရင်ပြည်စစ်မျက်နှာပြင်တွေကိုပို့ဆောင်ပွဲရာရှိတယ်လို့စီရေးလေးလာတုံးသက်သူတွေကပြောဆိုထားပါတယ်တပ်မ55မှာအခုလိုမျိုးလူသစ်များစုဆောင်းနေတဲ့လို့တက်ကနေပြီးတော့ထွက်ပြေးသွားတဲ့သူတွေလည်းရှိတယ်လို့သိရပါတယ်အရာကန်ဘူတအုံးနဲ့တပ်သား6ဦးတို့ဟာဖေဖော်ဝါရီလ28ရက်နေ့ကထွက်ပြေးသွားတယ်လို့သိရပါတယ် လက်နက်တွေတော့မပါဘူးလို့ကြားတယ်ဂိတ်တွေမှာအခုစစ်နေကြတယ်လို့ကလောဒေတာကန်တို့ကပြောပါတယ်ကလောတိုက်ရင်များဖြစ်တဲ့ခလာရ3ခလာရ9နဲ့ခမရ112တို့ကအရာကန်ပုံနဲ့တပ်သားများထွက်ပြေးသွားခြင်းဖြစ်ပြီးတော့ဘလို့ထွက်ပြေးသွားလဲဆိုတာကိုတော့မသိရသေးကြောင်းတရင်ရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့တနင်္သာရီတိုင်းတနင်္သာရီမြို့နယ်အတွင်းမှာစစ်ကူလာတဲ့အကြမ်းဖက်စစ်တပ်စစ်ကြောင်းကိုကြားဖြတ်တိုက်ခတ်ရာစစ်ကောင်စီတပ်သားများထိခိုက်ဒေဆုံးမှုတွေရှိခဲ့ပြီးလက်နက်ခဲယမ်းတချို့ကိုလည်းသိမ်းဆည်းရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ဖေဖော်ဝါရီလ25ရက်နေ့မွန်လယ်တနင်္လာရက်မှာတနင်္လာမျိုးကနေတိန်ခွန်ရွာဘက်ကိုစစ်ကူရန်လာတဲ့အကြမ်းဖက်ဆက်တဲ့စစ်ကြောင်းကိုတော်လိုင်းတပ်ဖွဲ့များကတမုတ်ချုံရွာအနီးအရောက်မှာစတင်တိုက်ခိုက်ခဲ့ပြီးတော့နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။အခုလိုမျိုးတိုက်ခိုက်မှုအတွင်းမှာအကြမ်းဖက်ဆက်တဲ့ဘက်ကထိခိုက်ဒဏ်ရာရရှိသူများလည်းရှိပြီးတော့ခဲယံတချို့ကိုလည်းတင်းစီရရှိခဲ့တယ်လို့သိရပါတယ်။စစ်ကောင်စီတပ်သားများသေဆုံးမှုနဲ့ဒဏ်ရာရရှိမှုအရေးအတွက်ကိုတော့ဆက်လက်စုံစမ်းနေဆဲဖြစ်တယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုကိုဘိတ်ခရိုင်တိုက်ရဲနှင့်တပ်ခွဲနှင့်တနင်္လာမျိုးနယ်ပတ်ကောက်ဖဇုံ၄အဖွဲ့တို့ကပူ ပေါင်းလှုပ်ဆောင်ခဲ့ပြီးတော့တော်လိုင်းရဲ့တပ်ဖွဲ့ဝင်များဘက်ကအထိကိမရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါတယ်။တနင်္လာရီမြို့နယ်အတွင်းမှာဖြစ်ပွားနေတဲ့စစ်ရေးအခြေအနေများကြောင့်ဒေသခံပြည်သူများခရီးသွားပြည်သူများအနေနဲ့သတိရှိစွာတွာလာနေထိုင်ပေးကြပါရန်ပြည်သူများရဲ့လုံခြုံရေးကိုရှေ့ရှုပြီးတော့မြေတားရက်ခံလိုက်ပါတယ်လို့တောင်ပံနေပြည်သူ့ကာကွယ်ရေးအဖွဲ့ကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF KNL အုပ်ချုပ်တဲ့နယ်မြေများမှာဖေဖော်ဝါရီလအတွင်းကအကြမ်းဖက်ဆက်တက်ကလေရင်နဲ့ဘုံကျဲတိုက်ခိုက်ခြင်းကြောင့်ပြည်သူ73ဦးသေဆုံးပြီး 36ဦးထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဖေဖော်ဝါရီလ6ရက်နေ့မှာနောင်ချိုမြို့တပြေတောင်ရက်ွက်ကိုအကြမ်းဖက်စစ်တပ်ကလေရင်နဲ့ဘုံတလုံးကျဲချတိုက်ခိုက်ခြင်းကြောင့်ပြည်သူတအုပ်ဒဏ်ရာရရှိခဲ့ပြီးတော့နေအိမ်၅လုံးပျက်စီးခဲ့ရတယ်လို့သိရပါတယ်။ဖေဖော်ဝါရီလ10ရက်နေ့မှာအကြမ်းဖက်စစ်တပ်ကမိုးကုတ်မြို့အနောက်ပိုင်းဝင်းထရံရက်ွက်အတွင်းကိုလေရင်နဲ့ဘုံအလုံးကြီး20ကျဲချတိုက်ခိုက်ခြင်းကြောင့် ပြည်သူ၅ဦးသေဆုံးခဲ့ပြီးတော့၁၉ဦးထိခိုက်ဒဏ်ရာရရှိကနေအိမ်၅လုံးပျက်စီးခဲ့ရတယ်လို့သိရပါတယ်။ဖေဖော်ဝါရီလ၂၀ရက်နေ့မှာလဲဘူရာရက်ကွက်နဲ့နောင်ချိုပြည်သူစေယုံဘောကိုအကြမ်းဖက်ဆက်တကဘုံနှလုံးကျဲချတိုက်ခိုက်ခြင်းကြောင့်ပြည်သူ၃ဦးသေဆုံးခဲ့ပြီးတော့၄ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။အဲ့ဒီနေ့မှာမိုးမိတ်မြို့နယ်ဝဲပေါင်းကြီးရွာကိုလဲအကြမ်းဖက်ဆက်တကလေရင်နဲ့ဘုံနှလုံးလာရောက်ကျဲချတိုက်ခိုက်မှုကြောင့်ပြည်သူ၃ဦးသေဆုံးခဲ့ပြီးတော့၇ဦးထိခိုက်ဒဏ်ရာရရှိကနေအိမ်၅လုံးထိမှန်ပျက်စီးခဲ့တယ်လို့သိရပါတယ်။ ဖေဖော်ဝါရီလ22ရက်နေ့မှာနောင်ချုံမြို့နယ်လောင်ဖန်းကြီးရွာကိုအကြမ်းဖက်စစ်တပ်ကလေရင်နဲ့ပုံကျဲတိုက်ခိုက်ခြင်းကြောင့်ပြည်သူတအုပ်တွေဆုံးခဲ့ပြီးတော့ကလေးငယ်အပါအဝင်၄ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီးနေအိမ်၆လုံးထိခိုက်ပျက်စီးခဲ့ရတယ်လို့သိရပါတယ်။ ပေပွဲလ22ရက်နေ့မှာရွှေမုတ်ထောကြီးရွာနဲ့တောင်ရှိကြီးရွာကိုအကြမ်းဖက်ဆက်တက်ကဘုံသီး32လုံးလာရောက်ကျဲချတိုက်ခိုက်မှုကြောင့်ပြည်သူတအုပ်သေဆုံးခဲ့ရတယ်လို့သိရပါတယ်။ပေပွဲလ23ရက်နေ့မှာတောင်ရှိနဲ့မန်းမော်ကြီးရွာကြားမှာဖြစ်ပွားခဲ့တဲ့တိုက်ပွဲအတွင်အကြမ်းဖက်ဆက်တက်ကအစိမ့်ငွေဘုံသီးများကိုအုံပြူပြီးတော့တိုက်ခိုက်ခြင်းကြောင့် PNL တပ်သား10ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီးတော့၄ဦးဒဏ်ရာပြင်းထန်ခဲ့တယ်လို့သိရပါတယ်။ပေပွဲလ28ရက်နေ့မှာလည်းအကြမ်းဖက်ဆက်တက်ကလေကြောင်းကနေပြီးတော့ဘုံ၃လုံးလာရောက်ကျဲချတိုက်ခိုက်ခြင်းကြောင့် မေသီလာရှင်တပါထိခိုက်ဒဏ်ရာရရှိခဲ့ပြီးတော့နေငါးလုံးနဲ့ဘုံကြီးကျောင်းတကျောင်းထိမှန်ပြစီသွားခဲ့ရကြောင်းတရင်ရရှိပါတယ်ခင်ဗျာအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စည်ရေးတရင်နိုင်ငံရေးတရင်များကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်ကင်းရှင်းပြီးတော့အကြမ်းဖက်စစ်အာဏာရှင်စနစ်ဆိုးကြီးရဲ့လက်အောက်ကနေအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ